နေပြည်တော်မှာပလီဆောက်ဖို့အတွက်အဲဦးမင်းအွန်လိုင်းကလုံချုံရေးနဲ့ခွင့်လက်ထားတာဗျပလီဆောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံချုံရေးတွေအထက်ထက်နဲ့တည်တည်ချာချာကာကွယ်ထားတယ်ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့လုံချုံရေးကိုပလီဆောက်မဲ့နေရာမှာသွားပေးထားပါပြီကျွန်တော်ခင်ဗျားတို့အမျိုးသားရေးတို့မဘာသာတို့နော်အမျိုးသားရေးပါဆိုပြီးတော့အော်နေတဲ့သူတွေကျွန်တော်ဘာပြောလဲဆိုတော့ကျွန်တော်ဆွဆဲတယ်ကျွန်တော်ဟာပင်ဂါလီပါတဲ့နော်ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လားခင်ဗျားတို့တွေကျွန်တော်အများကြီးဆွဆဲကြတယ်နော် ဒါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆက်ဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘာဘာကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော်ဒါပေမဲ့လောကွချော်ပြီးတော့နိုင်ငံတော်အစ်စ်ငားဧကပလီနှလုံးတော်စောက်ခင်ပြီးမှာပလီတော်မှာယူတန်းပလီမဟုတ်ဘူးနော်ဆိုနီပလီနဲ့ရှီယာပလီပေါ့နော်မြို့သားကြီးတမဒါမျိုးကြောင့်ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်ခင်ဗျားတို့ပါဇက်တွေအခုချိန်မှာမပါလုံနေကြလားနော်အဲခင်ဗျားတို့ရဲ့ဘာဘာကြီးကိုတိုင်ကဒါမျိုးပြောလို့ ဆွဆွဲကြသေးဆိုလို့ရှိရင်ခင်ဗျားတို့ဘဘကြီးကိုတိုင်တို့ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်တို့ကမွတ်စလင်ဖြစ်နေပြီနော်နိုင်ငံတော်ရဲ့မြေပြည်သူရဲ့မြေစိုက်ပျိုးမြေနော်လောကဒေတအားချော်ပြီးတော့လုံကြုံရေးတော်မှထထပ်ပေးပြီးတော့ပလီပေးဆောက်တာခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်တို့ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်တို့ကလောက်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမာဘာသားလေ နော်အဲခင်ဗျားတို့အမျိုးသားရေးပါအော်နေပြီးတော့တခါတည်းအပါသောချစ်ပါလေသာသနာကိုချစ်ပါလေကျွန်တော်တို့တော့မှဟိုကလုတ်ပြမဒီကလုတ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားရေးနော်တကယ်မဘာသာစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်ကတ်နေကုန်လဲအာအော်ဖို့ကောင်းတယ်နော်တကယ်တမ်းသူလုတ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးနော်ခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့နော်ဒီ line ပေါ်မှာ ပြဿနာရှာခြင်းနေနဲ့ပြဿနာအုပ်စုတွေလည်းကျွန်တော်မြင်တော့ဒေါအောင်ဆန်းစုကြည်လက်ထောက်မှာခင်ဗျားတို့ကျွန်တော်တို့ဒီမဘာသားတွေပြာเนาะကျွန်တော်တို့ဒီစစန်းတမန်နဲ့ဒေါစုကြည်ကိုခန့်ကွက်တာဟာဒေါစုကြည်ကအစ္စလာမ်ဘာသာနိုင်ငံဖြစ်အောင်လုပ်နေတာလူခွင့်ရရှင်တန်းတင်တာအဲ့ပါဆက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပါဆက်တွေတိတ်စိတ်နဲ့သူတို့ဘာဘာလုပ်တဲ့ခါကျတော့ချက်ချင်းလည်းငါတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်เนาะသူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်အဲ့သူတို့ဘာမွတ်စလင်တွေဖြစ်ကုန်လားမှတ်ကြရောဒီကောင်းရောကွာ